ဘရာဇီးတိုက်စင်ကစားသမားနေမဟာပေါင်တန်ရာကြောင့်လေရေးစင်အတင်းအတွက်ကစားခွင့်ရမယ့်အခွင့်အရေးကိုလက်လွတ်ခံရတဲ့အတွက်ဒေါသထွက်နေတယ်လို့သိရပါဗျ33နှစ်အရွယ်နေမဟာ2023အောက်တိုဘာမှာ ACL တန်ရာရပြီးကြတဲ့ကဘရာဇီးအတင်းအတွက်ပြန်လည်ကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်သူဟာမလနိုင်ငံတကာရက်သက်ပတ်မှာကိုလံဘီယာအာဂျင်တီးနားရဲ့အတူ2026ကမ္ဘာဖလားခြေစစ်ပွဲကစားမယ့်ဘရာဇီးအတင်းမှာရွေးချယ်ခံခဲ့ရပါတယ်ဒါပေမဲ့နေမဟာလက်ရှိမှာပေါင်တန်ရာရရှိနေတာကြောင့် ဘရာဇီးအသင်းလူစင်းရင်ကနေနှုတ်ထွက်ခင်ရပါတယ်။ဘရာဇီးဘောလုံးဖွဲ့ချုပ် CBF ကနေမှာမန်စီးတီးကိုသမားအီဒါဆန်နဲ့ဖလာမင်ဂိုနောက်ခံလူတန်နီလိုတို့မှာတရားပြည်တနာတွေကြောင့်အသင်းလူစင်းရင်ကနေနှုတ်ထွက်ကြောင်းကြေညာခဲ့ပါတယ်။အခုကနေမှာက16လနေပါအတွင်းဘရာဇီးအသင်းမှာပြန်ကစားခွင့်ရမယ့်အခွင့်အရေးကိုလက်လွတ်ခဲ့ရတဲ့အတွက်ဒေါသထွက်ရကြောင်း၎င်းရဲ့ Instagram မှာဖော်ပြခဲ့တာဖြစ်ပါတယ်။နေမှာက အရန်နီးစပ်ခဲ့ပြီးမှကံမကောင်းခဲ့ဘူးအခုအချိန်မှာကဘာပေါ်ကအလေးဆုံးအင်ကြီးကိုဝစ်ဆင်ဖို့ကျွန်တော်ကြန့်ခိုင်မှုမပြေပါဘူး message နဲ့အားပေးခဲ့သူတွေကိုကျေးဇူးတင်ပါတယ်ဘရာဇီးအတွက်ကျွန်တော်ဘလောက်ကစားခြင်းနဲ့ဆိုတာကိုလူတိုင်းသိပါတယ်အကြကြီးဆွေးနွေးပြီးတဲ့နောက်မှာစွန့်စားမှုတွေမလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒံယာကေးရောက်ကျွန်တော်ကြိုးစားမှာပါလို့ Instagram မှာရေးသားခဲ့ပါတယ်